ရှလောအလုံးမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွဆက်တာပါတယ်ကျွန်တော်ဒီကနေ့ဝင်ပြပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်ရဲ့အတ္တတာမှာအမြဲတမ်းခက်ခဲတဲ့အချိန်ကြက်သေးတဲ့အချိန်ယုံကံရတဲ့အချိန်စိတ်ပြတ်တဲ့အချိန်လမ်းပျောက်တဲ့အချိန်တိုင်းမှာကိုကိုကိုတတိပေးရမယ့်အချက်၃ချက်နဲ့ပတ်သက်ပြီးမှကျွန်တော်ဝင်ပြပေးခြင်းတာဖြစ်ပါတယ် နံပါတ်1ကျွန်တော်တို့ရဲ့အနာမှာဘုရားသခင်ကအမြဲတမ်းအတူရှိတယ်ဆိုတော့အမြဲတမ်းတတိပြုအောင်မီဖွဲ့အတွက်အရင်ကြီးတယ်ကျွန်တော်တို့ရှမတက်ခွင့်ညခန်းကြီးတဲ့အငွေ23ကိုကြည့်ရင်တတို့တပီးကညာတိပရိသေဆွေယူတာရောက်ကြကိုဖားမြင်မယ်ထိုတာကိုအီမာနွေလအမည်ဖြင့်မေယံလက်တိုင်အီမာနွေလအနက်ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ကိုဆိုလိုတတိလို့ပြောထားပါတယ် အမြဲတမ်းအခက်အခဲကြက်တဲ့ဒုက္ခရောက်တဲ့ခါတိုင်းမှာငါတယောက်တည်းပဲငါနာမှာဘာမှမရှိဘူးဆိုတဲ့ကိုကိုကိုဗဟုပြုတာလေသူများကိုမျောတဲ့အတ္တတာလေမလုတ်ပဲနဲ့ငါရဲ့အနာမှာဘုရားသခင်အတူရှိတယ်ဆိုတော့အမြဲတမ်းတတိပြုအောင်မေးဖွဲ့တော့ရံရေးကြည့်တယ်အဲ့ဒီလိုမျိုးအချိန်မှတင်ဘုရားကိုမျောလင့်ပြီးမှဘုရားသခင်ငါနာမှာအတူရှိတယ်လို့တင်ကယုံကြည်တယ်တင်အတိမတ်ပြုတယ်တင်တတိပြုပြီးအသက်ရှင်တယ်ဆိုရင်အခက်အခဲ ပြဿနာနာကျင်မှုတွေကြားထဲမှာတင်တက်ရောက်တယ်မဟုတ်ဘူးဆိုတင်ခံစားလာလိမ့်မယ်အဲ့ဒီခါကျရင်တင်တိလာလိမ့်မယ်ဘုရားတခင်စီကလာတဲ့ခွန်အားဘုရားတခင်စီကလာတဲ့ညီတက်ခြင်းဘုရားတခင်စီကလာဝမ်းမြောက်ခြင်းကအဲ့ဒီပြဿနာအဲ့ဒီအကက်ကင်အဲ့ဒီဒုက္ခတွေကိုကောင်းကောင်းကြီးရင်ဆိုင်ကြော်ဖြတ်နိုင်တာကိုတင်တိလာမှဖြစ်ပါတယ်နံပါတ်1တစ်ချက်တင့်ရဲ့တက်တာမှာပြဿနာခက်ခဲကြုံတဲ့ခါတိုင်းကြုံတဲ့ခါတိုင်းမှာဘုရားတခင်ကတင့်ကိုတိတ်ချစ်တယ်ဆိုအမြဲတမ်း ်တတိပြုအောင်မေပါတင်စုတောင်းချင်အားနေလို့တင်ကျမ်းစာမှာဖတ်လို့တင်ဖျားကြောင့်မတော်လို့တင့်ကိုဖျားကကောင်းခြင်းမပေးတော့တာတင့်ကိုဖျားတခင်ကဒုက္ခတွေကြုံစီတာမဟုတ်ပါဘူးဖျားတခင်ကတင့်ကိုအမြဲတမ်းချစ်တဲ့ဖျားရှင်ဖြစ်ပါတယ်ကျွန်တော်လောကမှာရှိတဲ့ဖခင်တွေမိခင်တွေတောင်မှကိုယ့်ရဲ့တာသမီတွေအိမ်အလုံးမလုံးလို့ထမင်းမကြွေးတာကိုယ့်ရဲ့တာသမီတွေမလိမ်မာလို့နော်အိမ်မှာညစာမချက်ထားတာမလုပ်ပါဘူး ုတ်တာသမီးမလိန်ပါတာမလိန်ပါတာပဲဒါပေမဲ့အဖေရဲ့မေတ္တာအမေရဲ့မေတ္တာဟာတာသမီးတွေကိုချစ်တဲ့အခါမှာကိုကျွေးမွေးစားရှိတာကိုကျွေးမွေးတာဖြစ်တယ်ကျွန်တော်ရဲ့အဖာကကျွန်တော်တို့လောကမှာရှိတဲ့ဖခင်မိခင်တွေတပို့ပြီးမှချစ်တတ်တဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်တင်းရဲ့တက်တာထဲမှာအမြဲတမ်းအကြက်တဲကြုံတဲ့အခက်ခဲကြုံတဲ့မှာဟာငါဆုတောင်းချင်အားနေလို့ငါချမ်းသာမှာဖတ်လို့ငါ့ကိုဖျားစီးရင်ငါ့ကိုဖျားရိုက်တာလို့မထွေးပဲနဲ့ငါဖျားငါ့ကိုတိတ်ချစ်တယ်ဟာလေလုယာမယ်ဒီလိုအခက်ခဲဒီလိုပြဿနာကြုံတဲ့ခါတိုင်းမှာလည်းငါဖျားငါ့ကိုတိတ်ချစ်တယ် ကျွန်တော်တို့ယုံကြည်သူတွေကတခါတလေမှာဘုရားသခင်ရဲ့တတ်နိုင်ခြင်းကိုပဲနားလဲတာဘုရားရဲ့နှလုံးသားကိုနားမလဲဘူးကျွန်တော်တို့ရဲ့ဘုရားကတတ်နိုင်တဲ့ဘုရားလည်းဖြစ်တယ်လို့ပေးခြင်းစိတ်ရှိတဲ့ဘုရားရှင်လည်းဖြစ်ပါတယ်ကျွန်တော်လူတွေကပေးခြင်းစိတ်မရှိဘူးပေးနိုင်ပေမဲ့လည်းမပေးခြင်းကြောင့်ဒါပေမဲ့ကျွန်တော်ဘုရားကပေးခြင်းစိတ်လည်းရှိတယ်ပေးနိုင်တဲ့ဘုရားလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အခက်အခဲကြက်တဲ့ကြားထဲမှာလည်းကျွန်တော်နားလဲရမှာတခုကကျွန်တော်တို့ဘုရားကကျွန်တော်တို့ကိုဒိတ်ချက်တယ် ။တိတ်ချက်တဲ့အတွက်ကြောင့်ဒီပြဿနာဒီခက်ခဲတဲ့မှာတင်ဒီလိုမျိုးမျက်ရည်ကျနေတာ။တင်ဒီလိုမျိုးနာကျင်နေတာ။ဘုရားရှင်ကမကြည့်ရပါဘူး။ဒါကြောင့်တင့်ကိုဘုရားကဧကံမှရွေးနှုတ်มาဖြစ်တယ်။ဒါကြောင့်အခက်အခဲပြဿနာဂျုံတဲ့ခါတိုင်းဘုရားတခင်ငါနာမှာရှိတယ်။ဘုရားတခင်ငါကိုတိတ်ချက်တယ်။နံပါတ်3ဘုရားတခင်တတ်နိုင်တယ်။မဖြစ်နိုင်တော့အရာများမတတ်နိုင်တော့အရာများအားလုံးကိုဘုရားတခင်တတ်နိုင်တာကိုတင်အမြဲတမ်းတတိပြုအောင်မရမယ်။အခုကျွန်မတင်ဂျုံနေရတဲ့အရာ တင်းရင်ဆိုင်နေရတဲ့ပြဿနာကဘလောက်ပဲကြီးပါစေဘလောက်ပဲဖြေရှင်းလို့မရပါစေဖရာသခင်ရဲ့အပေါ်မှာတင်းရက်တီပြီးမှတင်းပြဿနာတင်းပြန်ကြည့်ကြည့်ပါအဲ့ဒီပြဿနာကဖရာသခင်အတွက် ပပလီပဲဖြစ်သွားတယ်တိတိလီပဲဖြစ်သွားတယ်ဖရာသခင်ဖြေရှင်းပေးနိုင်တယ်ဖရာသခင်လုပ်ပေးနိုင်တာဖြစ်တယ်ဒါကြောင့်အခက်ခဲပြဿနာဘဝမှာနာကျင်ရတဲ့အရာတွေကျမ်းမာရေးပြဿနာလူမှုရေးပြဿနာစတဲ့ ုက္ခအတ္တိကိုတင်ရင်ဆိုင်တဲ့ခါတည်းမှာတင့်ကိုတည်းအမြဲတမ်းနှုတ်ကပတ်တော်ဖြင့်တတိပြုရမယ့်အချက်၃ချက်ကဘုရားတခင်တင့်အနာမှာရှိတယ်။ဘုရားတခင်တင့်ကိုသိချစ်တယ်။ဘုရားတခင်တတ်နိုင်တယ်။ဒီစကားကိုဒီနေ့မနက်မှာတင့်ကိုတင်ပြောပါ။တင်ဘယ်ကိုပဲတော်တော်ဘာကိုပဲလုပ်လို့ဘသူရှိလဲ။ဘုရားတခင်ရှိတယ်။အကယ်၍တင်မင်းအယိတ်လွန်မုန်နဲ့ဂျိုင်းနေအောင်တွိုင်းရင်လေဘုရားတခင်ရှိတယ်။နောက်တစ်ခုဘုရားကအတူပဲရှိပြီတယ်ဗျာလား။တင့်ကိုချစ်တယ်ဗျာ။တင်ကိုတံပိုးထားတဲ့ပြလူတွေကတင်မှာအားသာချက်ရှိမှချင်းချက်မယ် ကျွန်တော်တို့ဘုရားကကျွန်တော်တို့မှာအာနေချက်ရှိရင်လေချစ်တယ်ဘုရားရှင်ဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ဘုရားကတတ်နိုင်တယ်ဘလို့တတ်နိုင်တာလဲကျွန်တော်တို့အတွက်မဖြစ်နိုင်ဘူးကျွန်တော်တို့အတွက်မတတ်နိုင်ဘူးဆိုရအရာအလုံးကကျွန်တော်တို့ဘုရားတတ်နိုင်တယ်အဲ့ဒီဘုရားဟာကျွန်တော်တို့ရဲ့အခက်အခဲအလုံးကိုလည်းဖြေရှင်းပေးနေတယ်ဘုရားရှင်ဖြစ်တယ်ဒါကြောင့်တင်ပြတနာကြုံတဲ့အခက်အခဲကြုံတဲ့တင်မရင်ဆိုင်တဲ့အရာတွေကြုံနိုင်မှာဒီသုံးချက်ကိုတင်ကိုတင်အမြဲနဲ့တတိပေးအောင်မေးတင်ကဘုရားရဲ့တကူဘုရားရဲ့မေတ္တာဘုရားရဲ့အတူရှိခြင်းကိုခံစားရပြီးမှ အရာအလုံးကိုကြော်ထွားနိုင်တဲ့ကြော်ဖြတ်နိုင်တဲ့ယုံကြည်လို့ဖြစ်လာမယ်။နှုတ်ကပတ်တော်ပြအလုံးကိုဖျက်ရှင် စကားပြောပြီးကောင်းချီးပေးပါစေ။အလုံးပဲနှုတ်ကပတ်တော်အပြင်ဖျက်ရှင်စကားပြောမယ်ကောင်းချီးဖြစ်မယ်ဆိုတော့ကိုယုံကြည်ပါတယ်။ကျွန်တော်အနေနဲ့ဒီချိန်မှာနိုင်ငံကျင်းညာစရာလေးရှိတယ်။ကျွန်တော်အနေနဲ့မကြခင်မှာရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝယ်ယူခြင်းနဲ့အတင်းတော်တိစောက်ချမ်းမှုကိုကျွန်တော်လှုပ်ဆောင်ထွားပွင့်အတွက်စီစဉ်လျက်ရှိပါတယ်။ဒီအတင်းတော်တိစောက်ခြင်းနဲ့အတင်းတော်မြေကွက်ဝယ်ယူခြင်းကို ကျွန်တော်တို့လှုပ်ဆောင်သွားပွင့်အတွက်အစတင်ပြီးမှစူတောင်းနေပြီစတင်ပြီးမှကျွန်တော်တို့အစီဝေးထိုင်နေပြီဖြစ်ပါတယ်အားလုံးကလည်းတတိယပြီးမှရန်ကုန်မြို့မှာအတင်းတော်တစ်ပါးပေါ်ထွက်လာပွင့်အတွက်စူတောင်းပေးပွင့်အတွက်လည်းကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကတင်းကိုနိုးဆိုတယ်ဆိုရင်ဒီရန်ကုန်မြို့မှာအတင်းတော်တစ်ပါးဖြစ်လာပွင့်အတွက်ဒီနှုတ်ကိုဖျားရှင်နိုးဆိုတယ်ဆိုရင်ပါဝင်လို့ရတယ်ဆိုတဲ့ပတ်သက်ပြီးလဲကျွန်တော်ကြီးညာပေးချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင် အတင်းတော်တိဆောက်ခြင်းဆိုတာရွှေရှိယုံငွေရှိယုံအာနာရှိယုံ ਨੇ တိဆောက်လို့မရပါဘူးဘုရားသခင်ရွေးချယ်ထားတဲ့ဒုတွေကပဲတိဆောက်နိုင်တာဖြစ်တယ်လို့အဲ့ဒီအတင်းတော်တိဆောက်ပြီးတော့ရင်ယုံကြည်သူမြောင်များစွာကစုဝေးပြီးမှကိုးကွယ်တဲ့နေရာဖြစ်လာတဲ့အခါမှာလူပေါင်းများစွာရဲ့ကောင်းကြီးမင်္ဂလာလူပေါင်းများစွာဝိညာဉ်ရေးရာမှာအကျိုးရှိစေရောက်တင်ကတိဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ဘဝတက်လျှောက်လုံးမှာအဲ့ဒီကောင်းကြီးမင်္ဂလာကစီးစင်းနေမှာဖြစ်ပါတယ် ဒါကြောင့်ရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝေယူခြင်းနဲ့အတင်းတော်တိဆောက်ခြင်းကိုစတင်ဖို့အတွက်ယုံကြည်ခြင်းနဲ့ခြေလမ်းလမ်းပွင့်အတွက်ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှစတင်တော့မှာဖြစ်တယ်။ဒါကြောင့်တင့်ကိုဖျားရှင်ကဖွင့်ပြတယ်။ဖျားရှင်ကစကားပြောတယ်ဆိုရင်နေရီများရီဖြစ်စေပါဝင်လို့ရတယ်။တင်တို့အားလုံးပေါ်မှာဖျားတခင်စကားပြောရေးကောင်းချီးပေးပါစေ။